မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ9ရက်နေ့အတွက်မူလီဝတ္တနဲ့ဇလာဗီရာသတင်းများကိုနေပြီးတော့မူလီဝတ္တနဲ့ဇလာဗီရာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကမြို့လိုက်ရွာသွန်းငယ်တဲ့မှတ်သားပွဲရာမူရီချင်းများမှာကော့တောင်းမြို့မှာနှစ်သက်သက်မှရှင်နစ်လက်မှာရန်ကုန်ဘူတထောင်မြို့နယ်မှာတသက်သက်မှခုံခွန်လက်မှာရန်ကုန်ကပ္ပိုင်းနဲ့ကြယ်မြုံမြို့တို့မှာတသက်သက်မှ9ခွန်လက်မှာစီ ငတိုင်းချောင်းမြို့မှာတိတတမ၅လေးလမ်းမှာဖအံဆိုင်ပြိုးရေးမိုးလေဝသမှာတိတတမ၁ရှစ်လမ်းမှာဖအံမြို့မှာတိတတမ၁၃ညလမ်းမှာလွိုက်ကော်မြို့မှာတိတတမ၃ညနှစ်လမ်းမှာတာပေါင်းမြို့မှာ၃ညတတမ၈ရှစ်လမ်းမှာနဲ့ဟာယီကျိုမြို့နဲ့မိုင်းယံမြို့တို့မှာ၃ညတတမ၈၃လမ်းမှာဇီရိုတိုင်းချွာရရှိခဲ့ပါတယ်ဇွန်လရဲ့အမြင့်ဆုံးအပူချိန်စံချိန်အသစ်အနေနဲ့ကတော့2025ခုနှစ် ဇွန်လ၆ရက်နေ့ညနေ၃နာရီခွဲအချိန်တိုင်းထွာချက်အရညောင်လေးပင်မြို့မှာ39ဒီဂရီဆယ်စီယပ်100နှစ်တသက်မှ2ဒီဂရီဖာရန်ဟိုက်ဖြစ်ပြီးရေခင်းစံချိန်ဟောင်းမှာ38ဒီဂရီဆယ်စီယပ်100တသက်မှ4ဒီဂရီဖာရန်ဟိုက်ဖြစ်က2021ခုနှစ်ဇွန်လ၂ရက်နေ့ကတိုင်းထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လေတနားခွဲအချိန်မိုးလေဝသဂျူရူမှာဖန်ဝင်ရရှိတဲ့ပုံအရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်တင်တင်မာတိမ်ထူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းနယ်အရှေ့ပိုင်းတို့မှာမူတွေနောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမူတွေနောင်များယူလျာနေရာတချို့မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမူတွေချုံခြင်း မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်း၊စာရဲမိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။ကျန်းသာဒေသကြီးနဲ့ပြည်နယ်များမှာတိမ်တင်တင်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြလေဖိအားတူမြင်းပုံစံအရာမြေဝကျုံမမုတ်တမာကွေမွန်တနင်္သာရီကဲရန်တချောက်တို့မှာမုတ်တုံလေးအာတင်တင်မှအားကောင်းနေပါတယ်။ဘေကလာပင်လောအခြေအနေကတော့ ကပလီပင်လဲပြင်းနဲ့ဘင်္ဂလားပင်လဲအရှေ့တောင်ပိုင်းတို့မှာမုတ်တုံလေးအာတင်တင်မှအာကောင်းနေပြီကျန်ဘင်္ဂလားပင်လဲမှာမုတ်တုံလေးအာတင်တင်ရှိနေပါတယ်မြမပင်လဲပြင်းမှာမြဝကျုံမမုတ်တမခွေမုတ်တနေသားရဲ့ကဲရန်တစ်ချောင်းနဲ့ကဲလိုပင်လဲပြင်းတို့မှာတခါတရံမိုးတက်လေးပြင်းများကြရောက်ပြီးလှိုင်းတင်တင်မှလှိုင်းကြီးနိုင်ပါတယ်မိုးတက်လေးပြင်းကြစဉ်ရေပြင်းပြေးပြင်းလေးရတနအီကိုမိုင်30အထိတိုက်ခတ်နိုင်ပါတယ်ကျန်မြမပင်လဲပြင်းမှာလှိုင်းတင်တင်ရှိပါမယ်လှိုင်းမြင်မှာ မြေဝါကျွန်းမမုတ်တမာကွေမုတ်တနေတိုင်းကဲရန်တျောင်းနဲ့ကဲလွတ်ပင်လေပြင်းတို့မှာရှစ်ပေမှာဆယ်ပေခန့်နဲ့ရခိုင်ကဲရန်တျောင်းနဲ့ကဲလွတ်ပင်လေပြင်းတို့မှာရှောက်ပေမှာရှစ်ပေခန့်ရှိနိုင်ပါတယ်မနေ့ဖြန်မနေ့ဒီခမ်းမဲချက်များအနေနဲ့ကတော့မကွေတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှာနေရာကွက်ကြားရခိုင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်း ပဲခူးတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာစစ်စိမ်နဲ့ရှင်ပြည်နဲ့အေယာဝတီဒေသကြီးရှမ်းပြည်နဲ့အရှေ့ပိုင်းကယားပြည်နဲ့ကရင်ပြည်နဲ့မွန်ပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာနေရာအနှံ့အပြားမုထစ်ချုံရွာပါမယ်။အခုဆက်လက်ပြီးမင်းက်ဖြန်အတွက်ဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားပြည်တာခမဲချက်များကိုတင်ပြပါမယ်ရှင်။ နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မနေ့ကမနေ့အထိမူးလီဝတ္တအခြေအနေခံမဲ့ကြမှာနေရာကွက်ကြားမူးထစ်ချုံရွာပါမယ်အမြင့်ဆုံးအခုချိန်မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရန်ဟိုက်နဲ့အနေဆုံးအခုချိန်မှာ26ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွင်းမနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခမန်းကြမှာလဲနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်အမြင့်ဆုံးအခုချိန်မှာ34ဒီဂရီဆယ်စီယပ် 63ဒီဂရီဖာရဟိုက်နဲ့အနေဆုံးပူချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွင်းမနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခက်မှန်းကြပါလေ။နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးပူချိန်မှာ39ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရဟိုက်နဲ့အနေဆုံးပူချိန်မှာ28ဒီဂရီဆယ်စီယပ်82ဒီဂရီဖာရဟိုက်ရှိနိုင်ပါတယ်။ နောက်နေ့ရက်အတွက်ခမန်းချက်များအနေနဲ့ကတော့ရှမ်းပြည်နယ်ရှိပိုင်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာမိုးပိုလာပါမယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလွဲ့နှစ်နာရီကျေထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြအကျမ်းမှာချမ်းသာကြပါစေရှင်